င်ဒိုနီးရှားမှာကလေး900နီးပါးလောက်စာသင်ကျောင်းတွေမှာအခမဲ့ကျွေးမွေးတဲ့စားသောက်တွေကလည်းစိတ်တင်ပြီးနာမကျန်းဖြစ်ခဲ့ကြောင်းသိရှိရပါတယ်။အင်ဒိုနီးရှားမှာဇန်နဝါရီလကစတင်ခဲ့တဲ့အခမဲ့ကျောင်းနှင်းလေစာအစီအမံကြောင့်အော်တိုဘာလ29ရက်နေ့အထိအစာစိတ်တင်မှုမှာကလေးရေတွဲဆွစုပေါင်းတသောင်းခွဲလောက်ရှိခဲ့ပြီလို့ဒေတာကန်အန်ဂျီအိုအဖွဲ့တစ်ခုဖြစ်တဲ့ GBBI ကပြောကြားခဲ့ပါတယ်။အင်ဒိုနီးရှားမှာကလေးတွေရဲ့ပညာရေးကိုအားပေးဖို့အတွက်ရည်ရွယ်ပြီး ။ကျောင်းနေမှာအခမဲ့နည်းလေစာကျွေးမွေးဖို့လက်ရှိအင်ဒိုနီးရှားသမ္မတပရာဘိုဝိုဆူဗီယန်တို့ရဲ့ရွေးကောက်ပွဲအကြိုမှာပြောကြားခဲ့တာလည်းဖြစ်ပါတယ်။ယခုချိန်မှာအရေးစီမံကိန်းကိုနိုင်ငံအနှံ့ကျောင်းနေမှာစူးစမ်းအကောင့်တွေဖော်နေပါတယ်။တနိုင်ငံလုံးအတိုင်းတာနဲ့စားသောက်စီစဉ်ပေးနေတဲ့ contract company တွေရဲ့ခိုင်းတွဲပုံမတန်ရှင်းမှုကြောင့်လို့ဆိုပြီးကလေးရီစာစိတ်တင်တဲ့ဖြစ်စဉ်တွေမကြာခဏကြုံတွေ့နေရပါတယ်။အောက်တိုဘာလ29ရက်နေ့တုန်းကတော့ရောယာကာတာပြည်နယ်ကကျောင်းတစ်ခုမှာ ကလေးငယ်စုစုပေါင်း660ကျော်အစာစိတ်သိမ်းမှုလက္ခဏာတွေခံစားခဲ့ကြရပါတယ်။အမျိုးသားအာဟာရအေဂျင်စီ BGN ရဲ့အကြေအကဲဓာတန်ဟင်နာယနာကတော့ရောရာကာတာဖြစ်ရက်ကိုစုံစမ်းစစ်ဆေးမှုတွေပြုလုပ်သွားမယ်လို့ကတိပြုထားပြီးဒေသတွင်းကအစာတောက်ကန်ထရိုက်လုပ်ငန်းချို့ကိုယာယီဆိုင်းငံ့စေခဲ့ကြောင်းလည်းသိရှိရပါတယ်။ကလေးတွေအတွက်ဒီနှစ်မှာ အခမဲ့နေ့လယ်စာကျွေးမွေးဖို့ကိုရူဘီငွေ183ထရီလီယံအထိအစိုးရကစရိတ်ရထားပေးမယ်။ 69ထရီလီယံရူပီထိတာအသုံးပြုဝယ်ရှိကြောင်း BGN ကအတည်ပြုထားပါတယ်